ုံးပဲမင်္ဂလာပါခင်ဗျာရေလင်းအောင်ဘလောကနေပြန်လဲကြိုဆိုလိုက်ပါရယ်ဗျာဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့ Facebook အသုံးပြုတဲ့မိတ်ဆွေတွေအတွက်ကိုယ့်ရဲ့ Facebook account ကိုအခြားသူတွေက login ဝင်ထားသေးလား login ဝင်ထားတယ်ဆိုရင်လည်းသူတို့ကဘယ်ချိန်ဘယ်နေရာနေပြီးတော့ login ဝင်ထားရလဲဘယ်ဖုန်းမျိုးသားနဲ့ပေါ့နော် login ဝင်ထားတာလဲအပြင်သူတို့ကိုဆက်ပြီးသုံးလို့မရအောင်လုံးဝလုံးနည်းတွေကိုတစင်ချင်းဒီအစားဆုံးရှင်းပြပေးသွားမှာဖြစ်ပါရယ်ဗျာအဲဒီနီလန်းလေးကကျွန်တော်အားလုံးသိထားတဲ့နေပေါ့နော်နီလန်းလေးကအရန်လဲလွယ်ကူတယ်အထူးသဖြင့်ခုနောက်ပိုင်းမှာဆိုရင် contact monetization ကဒါအကောက်တော်တော်များများကို invite လုပ်ပြီးတော့ပေးလာပြီပေါ့နော်ကျွန်တော်တို့အကောက်ကနေပြီးတော့ဒီ ီ professional move on ထားတဲ့ကောက်တွေပေါ့နော်ဒီကောက်တွေမှာပေးလာပြီဆိုတော့ကိုယ့်ရဲ့ Facebook ကောက်တွေကိုဒီလိုမျိုးတေချာစစ်ဆေးထားတင်ပါတယ်အခြားသူတွေကအဲဝင်ထားသေးလားပေါ့နော်အဲဒီလိုမျိုးတေချာစစ်ဆေးပွန်စစ်ဆေးနည်းလေးကိုအစားဆုံးရှင်းပြပြီးတော့မှရပြကိုယ့်ရဲ့ Facebook software တော့တစ်ချက်ဝင်လိုက်ပါဝင်ပြီးပြီဆိုရင်ကျွန်တော်ညာဘက်အပေါ်ဆုံးမှာကိုယ့်ရဲ့ profile ပုံလေးနဲ့ဒီအတန်းလေးသုံးတန်းရှိရပေါ့နော်အဲ့နေရာလေးကိုဆက်သွားလိုက်ပါဗျသွားပြီးပြီဆိုရင်တော့ကျွန်တော်အောင်နာကိုနည်းနည်းဆွဲလိုက်ပါအောင်နာကိုနည်းနည်းဆွဲလိုက်ရင်ဒီနေရာမှာ setting privacy ဆိုတာလေးကိုကျွန်တော်ထပ်ပြီးတော့တွေ့ရမှာဖြစ်ပါတယ်ဗျအဲ setting privacy ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာ setting privacy ကိုရောက်ပြီဆိုရင်ကျွန်တော်ဒီအပေါ်ဆုံးမှာအာလူပုံစံဒီ profile ပုံစံလေးနဲ့ပေါ့နော် setting ဆိုတာလေးကိုကျွန်တော်ထပ်ပြီးတွေ့ရပါလိမ့်မယ်အဲဒီ setting ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြလိုက်ပါခင်ဗျ setting လေးကိုနှိပ်ပြလိုက်ပြီဆိုရင်တော့ကျွန်တော်ဒီအပေါ်ဆုံးမှာ account center ဆိုတဲ့နေရာလေးရှိရပါတော့။အဲ account center ဆိုတဲ့နေရာမှာကျွန်တော်အခုအနီးဝိုင်းပြထားတဲ့၄00နေရာကြိုက်တဲ့နေရာကိုနှိပ်လို့ရတယ်။ဒီစာလေးတွေကိုနှိပ်လို့ရတယ်။ဒီ link ပြလေးကိုနှိပ်လို့ရတယ်။ဒါမှမဟုတ်ဒီလွတ်တဲ့နေရာတွေကိုနှိပ်လို့ရတယ်။ကြိုက်တဲ့နေရာကိုတစ်ချက်နှိပ်လိုက်ပါ။ နှိပ်ပြီးပြီဆိုရင်တော့ကျွန်တော်ဒီပုံစံတိုင်းတွေ့ရမှာဖြစ်ပါလေဗျဒီပုံစံတိုင်းတွေ့ရမှာဆိုရင်ဒီပုံစံတိုင်းတွေ့ရပြီဆိုရင်ကျွန်တော်ဒီအောက်နားလေးမှာအကောက်စတင်ရဲ့အောက်နားလေးမှာပေါ့နော်ဒီ password and security ဆိုတာလေးကိုကျွန်တော်ထပ်ပြီးတော့တွေ့ရပါလိမ့်မယ်ဒီ password and security ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြီးလိုက်ပါခင်ဗျဒါလေးကိုတစ်ချက်နှိပ်ပြီးပြီဆိုရင်တော့ကျွန်တော်အောက်နားကိုနည်းနည်းဆွဲလိုက်ရင်ဒီမှာခွဲယူရ loaded in ဆိုတာလေးကိုကျွန်တော်ဒီမှာထပ်ပြီးတော့တွေ့ရပါလိမ့်မယ်ဗျာနော်ဘယ်သူတွေ login ဝင်ထားသေးလဲဆိုတာလေးပေါ့နော်အဲ့ဒါလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြီးလိုက်ပါခင်ဗျာ ဒါလေးကိုတစ်ချက်နှိပ်လိုက်ပြီဆိုတော့ရပါပြီကျွန်တော်ဒီနေရာမှာအဲကိုယ့်ရဲ့အကောက်ပုံစံလေးနဲ့ Facebook အကောက်ပုံစံလေးနဲ့ထပ်ပြီးတွေ့ရလိမ့်မယ်ပေါ့နော်ဒါလေးကိုနှိပ်လိုက်ရမယ်ဒီနေရာမှာတခုရှိတာကမိတ်ဆွေရဲ့ Facebook အကောက်ကအချားကျွန်တော် Instagram အကောက်တူပါဦးနဲ့ချိန်ထားရဆိုရင်ဒီနေရာ Facebook icon အပြင် Instagram icon တွေပါပြီပါလားပေါ်နေနိုင်နေပေါ့နော်အဲ့လိုမျိုးပေါ်နေရဆိုရင်ဒီ Facebook icon နဲ့ကိုယ့်ရဲ့ Facebook အကောက် name လေးကိုရွေးပေးပေါ့နော်အဲကျွန်တော်ကတခုတည်းပဲရှိတော့ဒါလေးကိုပဲလွယ်တကူနှိပ်လိုက်မယ်ပေါ့နော် နှိမ့်လိုက်ပြီဆိုရင်တော့ကျွန်တော်စပြီးတွေ့ရပါပြီမိတ်ဆွေရဲ့အကောက်ကိုဘယ်သူတွေကလော့ရင်ဝင်ထားလဲဆိုတော့ကျွန်တော်ဒီနေရာမှာဒီလိုမျိုးအလွယ်တကူစစ်ဆေးနိုင်မှာဖြစ်ပါတယ်ဗျအဲကျွန်တော်ရဲ့အခုလက်ရှိအသုံးပြုနေတဲ့အကောက်ဆိုရင် device ဆိုပြီးတော့ဒီလိုစာအစိမ်းလေးနဲ့ပြပေးမှာဖြစ်ပါတယ်ဗျအဲကျွန်တော်ဆိုရင်ဒါ Xiaomi CB2 phone ကနေပြီးလော့ရင်ဝင်ထားတာပေါ့နော်အကယ်၍အခြား device တွေနဲ့လော့ရင်ဝင်ထားရဆိုရင်ဒီလိုမျိုးပေါ်နေမှာဖြစ်ပါတယ်အဲဒါဆိုရင်ကွန်ပျူတာနဲ့ပေါ့နော်မနေ့ကအာမနေ့ကဒီ7နာရီခွဲလောက်ကကျွန်တော်တို့ဒီကွန်ပျူတာ Windows PC ဆိုတာကွန်ပျူတာတစ်ခုခုနဲ့ပေါ့နော်ကွန်ပျူတာတစ်လုံးနဲ့ဒါဆင်ကူကနေပြီးတော့လော့ရင်ဝင်ထားဒီလိုပုံစံမျိုးပေါ့နော်အဲကျွန်တော်တို့ ပေါ်နေမှာဖြစ်ပါတယ်အကယ်၍ကိုမဟုတ်တဲ့အခြားတစ်ပိုက်တွေဝင် login ဝင်ထားတယ်ဆိုရင်ကျွန်တော်ဒီအောက်မှာရှိရဲ slash အာ select divide to log out ဆိုတာလေးကိုနှိပ်လဲရတယ်ဒါမှမဟုတ်ကို log out လုပ်ချင်တဲ့ divide တခုတည်းကိုနှိပ်လဲရရပါတော့အဲဒီလိုမျိုးနှိပ်ပြီးရင်ဒီ log out ဆိုတဲ့ကောင်လေးကိုကျွန်တော်နှိပ်ပြီးတော့ log out လုပ်ပြလိုက်လို့ရပါတယ်ဒါဆိုရင်တော့ main suite ရဲ့အောက်ကို log in ဝင်ထားတဲ့ခြား divide တွေရှိရဆိုရင်သူတို့ထဲမှာ set ပြီးသုံးလို့ရမှာမဟုတ်ပဲ log out ဖြစ်သွားမှာပါအဲဒီလို log out လုပ်ပြီးဆိုတာနဲ့ main suite ရဲ့ facebook password ကိုကျွန်တော်အစ်စ်ချိန်မြင့်တင်ပါတယ်ဗျဒီနီးလန်းလေးနဲ့ဒါကိုယ့်ရဲ့ facebook account ကိုဘယ်သူတွေက log in ဝင်ထားသေးလဲအစစ်သေးလို့ရပါတယ် log in ဝင်ထားသေးတယ်ဆိုရင်တော့မှအဲဝင်ထားတဲ့သူရဲ့ဒီဖုန်းမျိုးစားကွန်ပျူတာမျိုးစားပြီးဘယ်နေရာဘယ်အချိန်မှာဝင်ခဲ့ရလဲဆိုတာရေးရ ာအသေးစိတ်စစ်စစ်လို့ရမှာဖြစ်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ကြရတဲ့အတွက်ဒုညင်းသူထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ